တော်တော်လေးကျွန်တော်တို့တိုက်ပြီးကဘာဖြစ်နေလဲဆိုတော့ဟိုခေါင်းဆောင်လုပ်တဲ့သူတွေလည်းခေါင်းဆောင်စိတ်ရှိလားမရှိလားမသိဘူးအောက်ကတာမန်ကျွန်တော်တို့လေယာအလိုက်အလွှာလိုက်အလွှာလိုက်ပုံကိုတွေကလည်းဟိုညင်ညင်သွေးကြောက်ကိုပြည်ကြရလားမသိဘူးဘလို့ဟာတွေလည်းကျွန်တော်တွေ့လို့ဒီတိုက်ပြီးမှာကျွန်တော်တို့စဉ်းစားလို့မရဘူးဒီမှာသူများစော်ကားကျင်နေစော်ကားနေအောင်ကျွန်တော်ညင်ခံရတယ်တိုက်ပြီးကံကြမ္မာကြီးကိုခမောက်လက်ထက်မှာကျွန်တော်ထားရတာကြောက်တော့ကြောက်လာတယ်ခင်ဗျားတို့တိုက်ပြီးကံကြမ္မာကိုခမောက်လက်ထက်မှာထည့်ထားရတာခင်ဗျားတို့ကခင်ဗျားတို့ယူသွားတာခင်ဗျားတို့က အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကလေးပြန်လဲကြိုဆိုလိုက်ပါလေဒီနေ့ match လ23ရက်နေ့2025ကျွန်တော်လည်းသူကြည့်ရမယ့်တည်င်းတွေကတော့ရန်ကုန်ခေတ်တည်င်းမီဒီယာရဲ့တည်င်းထူးတည်င်းကောင်းလေးတွေကိုစူးစီးပေးထားတဲ့ video လေးနဲ့ပြီးရင်နောက်မှာတော့ GVB ကတည်င်းထူးလေးတွေနဲ့ပြီးရင်နောက်မှာ PP Spring ကတည်င်းထူးလေးတွေပြီးရင်နောက်မှာမတက်တဲ့ A ရဲ့စေအုပ်စုကိုပြောထားတဲ့ video file လေးနဲ့ပြီးရင်နောက်မှာတော့အိန္ဒိယကမြန်မာနိုင်ငံကိုစော်ကားလို့ဆိုပြီးလောင်နေတဲ့ကြော်မျိုးမင်းရဲ့ video file လေး ပြီးရင်နောက်ဆုံးမှာတော့တောင်ခန်းတည်ရနေတဲ့စကန်တစ်ခုကိုတင်စီရရှိပြီးမှပစ္စည်းတွေရောတင်စီရရှိရဆိုပြီးဓာတ်ပုံလေးတော့ကထုတ်ပြန်ထားတဲ့ပေါ်မှလော်ပီဒီဘက်ကတည်င်းလေးပဲဖြစ်ပါလေစိတ်ဝင်စားကြတည်င်းလေးတွေဖြစ်တဲ့အတွက်ဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်ပါလေကျွန်တော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်ပြီးဝမ်းရပေးကြဖို့မေတ္တာရက်ခံပါလေစလိုက်ကြရအောင် ဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးကိုဖိလစ်ပိုင်အစိုးရကအပြည့်ပြည့်ဆိုင်ရာရာဇဝတ်တရားရုံး ICC ဖမ်းရမ်းတဲ့ဖမ်းဆီးပြီးနယ်သာလန်နိုင်ငံတရိတ်တရားရုံးကိုပို့ဆောင်လိုက်ပြီးရဲ့နောက်မှာမြန်မာနိုင်ငံကအကြမ်းဖက်စစ်ကောင်ဆောင်မေအောင်လိုင်ကိုလည်း ဖန်ဆင်းနိုင်တဲ့အချိန်ဟာရောက်ရှိလာလိမ့်မယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်းစီ SCCM ကထုတ်ပြန်ကြေညာလိုက်ပါတယ်။မန္တလေးရဲ့သတင်းတပုတ်ကိုတက်ဆက်ပေးကြပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကရွှေလုတ်ကွက်တွေမှာ ရွှေကျင်းလုတ်သားလူငယ်တွေကိုအမတ်တက်တတုပိဒါဆိုင်ရာသူရဏနဲ့ဤပညာဖွံ့ဖြိုးရေးတပ်တာနာတတစ်ကဗိုလ်ကြီးစင်ကိုထက်ကငွေညစ်ဖန်ဆီးပြီး ဝင်မပေးနိုင်သူတွေကိုစစ်မှုထမ်းအဖြစ်စုဆောင်းနေရလို့တပ်တရင်မြစ်ကပြောပါရယ်မန္တလေးတပ်တရင်တပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းငဇုံမြို့နယ်ဂျိုကျေးရွာကနေခြေလင်ထွက်ခွာလာတဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရမှာစစ်ကောင်စီတပ်သား15ဦးဟာတိုက်သွားခဲ့တယ်လို့ Special Task Force ငဇုံကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းမီဒီယာကိုပြောပါရယ်ဘကိုးတိုင်းကတာယာဝတီခရိုင်မှာ ဂျက်ဖစ်ကောင်စီလောက်ခံအုပ်ချုပ်ရေးမှုတွေတောက်လျှောက်ပစ်ခတ်ရှင်းလင်းခံရပြီးအသီးသီးတိတ်ကုန်ကြတာတွေများလာလို့ဆိုပြီးစေကောင်စီကသူတို့စစ်တလောက်ခံပြူစော့တီတွေကိုလက်နဲ့တက်ဆင်ပေးပြီးတော့ရဲကြီးအုပ်ချုပ်ရေးအဖွဲ့အတွက်လုံခြုံရေးစပေးနေရတဲ့အခြေအနေဖြစ်နေပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ တဆက်ထဲမှာပဲဘကိုးတိုင်းအုပ်တွင်းမြို့နယ်မှာအချက်ဖက်စကောင်စီအတွက်လူငယ်တွေကိုစစ်မှုထမ်းမှုအတင်းအဓမ္မတတားတက်လိုက်စုနေတဲ့ဥယျာဉ်တော်ကြေးရအုပ်ချုပ်ရေးမှုပြစ်ခတ်ခံရပြီးရီပွေချင်းမီကိုတိတ်သွားပြီလို့ဒေသခံပြည်သူတွေကရင်ကုန်ခစ်တွေကိုပြောပါတယ်တဆက်ထဲမှာပဲ ။ပဲခူးတိုင်းကအုပ်ဖို့မြို့နယ်မှာလေလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးစစ်တပ်ခေါ်ဖမ်းဆီးခိုင်းနေတယ်။စစ်တပ်အမကန်တည်င်းပေးပြူစော်တီအေးလွင်ဆိုတဲ့သူပြေခတ်ခံရပြီ။သူလည်းပဲပွဲချင်းမိကိုတိတ်သွားပြီလို့တာယာပရိခိုင်း PDF ရဲ့တာဝန်ရှိသူတို့ကရင်ကုန်ခစ်တဲ့ကိုပြောပါတယ်။ တစ်ဖက်မှာလေမကွေးတိုင်းကတောင်တွင်းကြီးမြို့နယ်မှာစစ်မှုထမ်းအကြောင်းပြပြီးပြည်သူတွေစီကနေမတရားဝင်ညှက်တောင်းရမ်းနေတယ်။ညာတော့ခြေရွာအုပ်ချုပ်ရေးမှုဟောင်းအောင်လွင်ဆိုတဲ့သူတွေပြည့်ခတ်ခံရပြီ။ဤပွဲချင်းပြီးကိုတေသွားပြန်ပြီလို့မကွေးပျောက်ကြားတက်တာဝန်ခံကိုကန်ကြီးမောင်ကရင်ကုန်ခစ်တွေကိုပြောပါတယ်။တောက်လျှောက်ပဲနော်။အုပ်ကြီးတွေကိုတောက်လျှောက်ရှင်းခံနေရတယ်။အုပ်ကြီးတွေသူတည်တဲ့မစ်ရှင်တစ်ခုဆွဲထားတဲ့ပုံစံပဲ။အဲကြောင့်မို့အုပ်ကြီးတွေလည်းတတိထားကြပါ။အုပ်ကြီးတွေလည်း နှုတ်ထွက်စားချက်နှုတ်ထွက်ကြပါစစ်ကောင်စီရဲ့လက်အောက်မှာဆက်ပြီးမှကိုအတက်ကိုပေးပြီးမှတာဝန်မှထမ်းဆောင်ကြပါနဲ့လို့ပြောချင်ပါတယ်ဆက်ကြည့်အောင် TVB ရဲ့တည်တင်း TVB ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်မကွေးတိုင်းငဖဲမြို့နယ်အမ်ပရန်လမ်းမပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဆွဲနေထိုင်ရာနေရာတချို့ကိုအာရခတပ်တော်ကသိမ်းပိုက်လိုက်ပြီးနေရီကန်ဗျူဟာစခန်းကပင်မကုန်းကိုတိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းရှင်းမြစ်တွေကပြောပါရတယ်။ နထိုးကြီးတိုက်ပွဲမှာဖမ်းဆီးမိခဲ့တဲ့ဗိုလ်မှူးနဲ့ဗိုလ်ကြီးအပါဝင်စစ်ကောင်စီတပ်သား14ယောက်ကိုအန်ယူဂျီကာကွယ်ဦးညီဌာနစီလွှဲပြောင်းပေးဖို့စီစဉ်နေတယ်လို့နထိုးကြီးအခြေစားကာကွယ်တပ်ဖွဲ့ဝင်တွေကပြောပါရယ်။စကိုင်းတိုင်းစကိုင်းတရားရဲ့မန္တလေးဘက်ခြမ်းမှာလမ်းကြီးမကောက်ခံတော့ပေမဲ့စကိုင်းရွှေဘိုကျောင်းမှာတော့လမ်းကြီးတွေအဆမတန်ကောက်ခံနေဆဲဖြစ်တယ်လို့ရမောင်းတွေစီကနေသိရပါရယ်။ မြန်မာထိုင်းနယ်စပ်မဲဆောက်မြို့ကနေမြန်မာဗတ်ချံမြားရီမြို့ကိုယာယီတရားကူးလက်မှတ်လုပ်ပြီး9ရက်အလယ်နဲ့တုံးထုနေထိုင်တဲ့သူတွေက CDN 18ရောက်ကို match လာ17ရက်နေ့မှာစစ်ကောင်စီတပ်နဲ့ရဲတွေကဖမ်းဆီးခဲ့တယ်လို့ပြန်လည်လွတ်မြောက်လာသူကပြောပါတယ် PP Spring တတင်းတို့လေးကြည့်အောင်အိန္ဒိယနိုင်ငံအမတ် တချို့ကချင်းပြည်နယ်ကိုအိန္ဒိယနဲ့ပူးပေါင်းဖို့ပြောဆိုမှုကပေါ်ကျက်ဝံကိုမနိပူရပြည်နယ်အတွက်ပြန်ရယူပေးဖို့အိန္ဒိယအစိုးရစီတောင်းဆိုမှုတို့နဲ့ပတ်သက်ပြီး ချင်းမျိုးသားတအူ CNF CNA ဟာအခြားနိုင်ငံတွေရဲ့နိုင်ငံရေးအချုပ်အခြာမှာပါဝင်ပေါင်းစည်းဖို့မူဝါဒမရှိကြောင်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းထန်နီကပြောကြားခဲ့ပါတယ်ရှင်။မကွေးတိုင်းပခုတ်ကူခရိုင်ပေါ့မြုံနယ်မှာမနေ့ကညနေ3နာရီခွဲလောက်ကစစ်ကောင်စီတပ်ဟာစာတင်ကျောင်းကိုဆက်တက်လေးဒီနဲ့ပုံကျဲတိုက်ခိုက်လို့ចောင်းသားနှစ်ဦးဒဏ်ရာရပြီးအမျိုးသမီးတအူးသေဆုံးကြောင်းမြန်မြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကပြောပါတယ် စစ်ကောင်စီတပ်ဟာကြောင်းဖွင့်နေတဲ့အချိန်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဘုံတိလေးလုံးချခဲ့တဲ့အပြင်ဆက်လက်နဲ့လည်းပစ်ခတ်ခဲ့ကြောင်းမြိုင်ပကဖအဖွဲ့ကောင်ဆောင်ဗိုလ်လက်ရာကပြောပါရရှင်။ချင်းပြည်နယ်ဖလန်းမြို့သိမ်းစစ်စင်ရေးကိုချင်းညီနောင်နဲ့မဟာမိတ်တွေကဖော်ဆောင်နေပြီးဒီကနေ့မှတိုက်ပွဲပြင်းထန်နေတယ်လို့ချင်းညီနောင်အဖွဲ့ဝင်ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF ပြောရေးဆိုခွင့်ရှိသူဆလိုက်တီမီကပြောပါရမြို့သိမ်းစစ်စင်ရေးအတွင်းဖလန်းမြို့အပါအဝင်စစ်ကောင်စီတပ်ဆွဲရာနေရာတွေကိုချင်းညီနောင်မဟာမိတ်တွေကသိမ်းပိုက်ထားပြီး ဖလန်းတက်ကုန်းလို့ခေါ်တဲ့ခလရ268တပ်ပဲကျန်တော့တယ်လို့ချင်းညီနောင်ကအသိပေးပါရရှင်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကစစ်ကောင်စီရဲ့စစ်တင်တန်းအကြောင်းတွေရှိရာခုနမရွာနဲ့တွင်းငယ်ကျေးရွာတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။အဲ့ဒီကျေးရွာတွေဟာ2024ဒီဇင်ဘာလဆန်းပိုင်းကလေးကတိုက်ပွဲတွေစတင်နေတာဖြစ်ပါရရှင်။ဆက်ကြည့်အောင်။မတတဲမအလားစေအောင်ဆို။ရှေဖေ။အတိတ်တရားလေးပါလေဝင်ပြနေတယ်။ ပြောပြတော့ရန်ကောင်းတယ်လက်နက်တွေအပြည့်စုံနဲ့နော်အာဏာကြီးချုပ်ကန်ထားပြီးမြန်မာနိုင်ငံတိုင်းနိုင်ငံလုံးကိုလှုပ်ချင်တယ်လို့လှုပ်ခွင့်ရနေတဲ့အချိန်မှာတော့နော်လက်ပလာနဲ့ပြည်သူမနိုင်တဲ့စစ်တပ်ကတခြားနိုင်ငံတွေကိုအမိပြုတ်ပြီးတော့တခြားနိုင်ငံတွေကိုဖိနှိပ်ပောင်းပြီးတော့နော်ကိုယ့်ရဲ့အာဏာတည်မြဲရေးတော့မြန်မာတိုင်းနိုင်ငံလုံးကိုလှုပ်ချင်တယ်လို့လှုပ်တော့မယ်ကောင်းလေးကိုအပိထောက်ခံပြီးတော့အရန်ကျင်းနေတဲ့လူတွေရှိတယ်။နော်ရုရှားပူးပေါင်းလာတဲ့အပေါ်မှာတအားအောင်မှအာကို ဘယ်ရောက်လို့ရောက်နေမှမသိကိုဘဝအခြေအနေပဲအစ်စ်တန်ရောက်လို့ရောက်နေမှမသိတဲ့နော်အခြေအနေတရက်ကိုနော်ပျော်ရွှင်နေကြတဲ့လူတွေကိုပြောချင်တယ်ရှက်တတ်ကြစမ်းပါလို့နော်ရှက်တတ်ကြစမ်းပါအခုမင်းအောင်လိုင်းတို့ရဲ့အခြေအနေကလိုချင်တာကိုအကုန်ပေးတော့မယ်အခြေအနေပါရုရှားအနေနဲ့တရုတ်အနေနဲ့ဘာပဲတောင်းဆိုတောင်းဆိုမြန်မာနိုင်ငံလုံးကိုပဲပေးရပေးရပေးတော့မယ်အခြေအနေတရက်ဖြစ်ပါတယ်နော် ICJ ဖောင်ဝရန်ကြီးအကြောင်းကြီးကထွက်လာတယ် ICJ မှာဖောင် ICC မှာဖောင်ဝရန်ထုတ်ဖို့အတွက် ICJ ကနေပြီးတော့နော်ထုတ်ပြန်တဲ့တင်ကြီးကထွက်လာတော့သူ့ရဲ့ကောင်းကိုငွေကြိုက်တာပါပဲလူဟင်းသားတွေကိုလူမျိုးတုံးတက်ပြတ်မှုကသူ့အနေနဲ့တည်တည်လေးလို့ယူဆထားခဲ့တဲ့အရာကသူ့အတွက်အကြီးမားဆုံးပြဿနာဖြစ်နေပါတယ်ဒီချိန်မှာနိုင်ငံရေးထွက်ပေါက်ရခဲ့တယ်ဆိုရင်လည်းပဲသူ့အတွက်ကတော့ဒီပြဿနာကငြိမ်းအေးသွားမှာမဟုတ်ဘူးတိုးတော်ညာလေဒီပြဿနာကိုလက်တလုံးဒီပြဿနာကြားကနေရုံထွက်နိုင်မှုအတွက်သူကဂရုမစိုက်ပဲနေနေရတာတော့မဟုတ်ပါဘူး နော် ICC ကဘာမှမလုပ်နိုင်ပါဘူးကွာဆိုပြီးဂရုမစိုက်ပဲနေနေတဲ့ပုံစံမျိုးမဟုတ်ပါဘူး။လက်ရှိ main online လုပ်နေတာတွေအားလုံးကဒီအမှုနဲ့အများကြီးပတ်သက်ပါတယ်။ဒီထဲကနေသူဘလို့ရှောင်ထုတ်လို့ရမလဲဆိုတော့လမ်းကြောင်းကိုသူကရွေးချယ်နေတာဖြစ်ပါတယ်။အဲ့တော့သူရွေးချယ်လိုက်တဲ့လမ်းကသူ့မှာရှိတာတွေအကုန်ပေးဖို့ပါ။သူ့ရဲ့အာဏာတည်မြဲဖို့အတွက်တိုင်းပြည်ကိုဟုတ်လားဘယ်သူ့လက်ထဲကိုပဲဘယ်လိုအခြေအနေမျိုးနဲ့ပဲအယားအယားအမှန်ဖြစ်ပါတယ်။လက်ရှိအထုတ်အချာအာဏာတည်မင်းအောင်လာရဲ့လက်ထဲမှာလုံးဝမရှိတော့ဘဲနဲ့ပူတင်နဲ့ နော်တာကောကြီးတို့ရဲ့လက်ထဲမှာပဲရှိနေတဲ့သဘောတရားမျိုးဒါပြမြောက်နိုင်နိုင်လို့ဘက်ကပြတာလိုက်ရောပြီးနေတာဖြစ်ပါတယ်နောက်တစ်ခုကဒီစစ်ကောင်စီထဲမှာရှိနေတဲ့ပအဝင်ပတ်သက်နေတဲ့အကြီးအကဲတွေအားလုံးဟာဒီအမှုမှာအတွဲလိုက်ပါနေတာဖြစ်တဲ့တဲ့သူကသူတို့ဟာတလေတဲ့စီရတော့မှာဖြစ်ပါတယ်ရုံမာတဲ့လမ်းကိုအဆုံးစွန်ဒီလျှောက်ကြတော့မှာဖြစ်ပါတယ်အဲ့တော့မင်းအောင်လိုင်းရဲ့လက်အောက်မှာစစ်မှုထမ်းပေးနေတဲ့လူတွေအမှုထမ်းပေးနေတဲ့လူတွေအနေနဲ့တေချာစဉ်းစားဖို့လိုပါတယ်။ဘာတော့ရှင်လို့လုပ်နေကြတာလဲ။အခုကျမတို့နိုင်ငံကို တခြားနိုင်ငံတွေရဲ့လက်ထဲကိုအာဏာလွှဲထားရတာဖြစ်ပါတယ်ဒီအခြေအနေပြက်ဟာညှင်းလို့မရတဲ့အမှန်တရားဖြစ်ပါတယ်အဲ့တော့ဒီကလေးကစားစရာရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုတ်ပြီးတာနဲ့တပြိုင်နက်မင်းအောင်နိုင်တို့ဟာဒီအချင်းရပေါ်မှာမူပြီးမူတည်ပြီးတော့အမျက်ထုတ်မယ်နိုင်ငံထဲမှာရှိတဲ့လုတ်ပိုင်ခွင့်ညီတချို့တဝက်တွေကိုပေးမယ်အဲ့တော့ဘလို့တွေ လောက်ကြမယ်ဆိုတာကတော့ကျွန်တော်တို့အနေနဲ့အခုချိန်မှာမပြောနိုင်သေးပေမဲ့တော်တော်စူးစိုးဝါးဖြစ်လာနိုင်တဲ့အခြေအနေမျိုးရှိပါတယ်။အဲ့တော့ဒီအခြေအနေတရက်ကိုကျွန်တော်တို့ပြည်သူလူထုအနေနဲ့တီးဖို့လိုတယ်။အဲ့တော့ကျွန်တော်တို့မှာရွေးချယ်စရာဘာမှမရှိပါဘူး။အင်အားကြီးတဲ့နိုင်ငံတနိုင်ငံထပ်ပြီးတော့ပါလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပို့ပြီးစူးစမ်းဖို့ပဲရှိပါအဲ့တော့တော်လန်ရေးကိုပို့ပြီးတော့အာရုံစိုက်ပြီးတော့ကျွန်တော်တို့ဘယ်လိုပဲပုံသွားမယ်ဆိုတာကိုပြည်သူလူထုအနေနဲ့အခုချိန်မှာပို့ပြီးတော့လေးလေးနက်နက်စဉ်းစားတွေးခေါ်သုံးသပ်ဖို့လိုပါတယ်လို့ကျွန်မအနေနဲ့သတိပေးချင်ပါတယ်။ တော်လန်ရေးကပို့ပြီးမှအားဆိုင်ရမယ်တရုတ်အပြင်အခုရုရှားအရန်ကြီးနိုင်ငံတိုင်းငံထပ်ပါလာပြီးမှကျွန်တော်တို့ဒီတော်လန်ရေးကိုဝင်ပြီးမှမအားလာဘက်ကလည်းဝင်နောက်ဆက်ပြင်မယ်လို့ပြောလာတယ်သူကတော်လန်ရေးပို့အားဆိုင်ရမယ်လို့သူပြောလာတယ်ပြီးရင်ဒီရဲ့မအားလာစင်အုပ်စုရဲ့အပေါင်းပါတယ်ငါမအားလာနောက်လိုက်မဲ့အပေါင်းပါတယ်မအားလာရဲ့အခုနောက် CJ တို့ ICC တို့ကနေဖန်ဝန်ထုတ်ပြီးဖမ်းပြီဆိုတာနဲ့နောက်လိုက်တယ်လေတယောက်မှမလွတ်ဘူး ပြည်သူတွေဒုက္ခပေးထားတယ်လို့လည်းတရားမှာသူ့ရဲ့လက်အောက်မှာအမှုထမ်းနေတယ်လို့လည်းအကုန်လုံးလည်း ICC ICJ ကတရားမစီရင်တော့မှပြည်သူလူထုကတေချာပေါက်တရားစီရင်မယ်ဆိုတော့ခင်ဗျားတို့အုံတော်ထဲမှာမှတ်ထားသေးခြင်း ਨੇ အဲ့ဒါကြောင့်မို့မာလာလက်အောက်ကနေအမြန်ယုံထွက်ကြပါဆက်ကြည့်အောင်ကြော်မျိုးမင်းဘာလဲဘယ်လိုလောင်နေလဲလို့အခုအိန္ဒိယကပါသူတို့စမ်းလာတယ်ခုထပ်ပြီးတော့ဖြစ်လာတာကကဘောချိုင်ဝမ်းဆိုတဲ့ကိစ္စပေါ့ကဘောချိုင်ဝမ်းကို နော်ကပေါ်ချိုင်ဝမ်းကိုဒီကောင်တွေမျက်စုံမျက်စောင်းထိုးလာတဲ့ကိစ္စတော်တော်ဆိုးပါတယ်ဒါကတော့ကျွန်တော်တို့လည်းစိတ်ထဲမကောင်းပါဘူးဒီလိုပြောလာတာကပွင့်လင်းပြောရင်တော့နိုင်ငံရေးရဆိုရင်ဒါနိုင်ငံတနိုင်ငံရဲ့နေနမိတ်ကိုတခြားနိုင်ငံတစ်ခုကနေပြီးတော့စော်ကားတာလို့ခေါ်တယ်ဒါအရှင်းပြောရင်တော့အချုပ်ချာအနာထိပါတာလို့ခေါ်တယ်အဲ့တော့အိန္ဒိယအစိုးရဘက်ကဘာတမ်းမှမထုတ်ဘူးဆိုတော့အိန္ဒိယရဲ့ယူသားမှုကိုကျွန်တော်မေးခွန်းထုတ်အောင်အိန္ဒိယယူသားရဲ့လားဆိုတော့မေးခွန်းအိန္ဒိယဆိုယူသားရဲ့လားဆိုတော့မေးခွန်းမယ်အဲ့အိန္ဒိယမှာသွားပြီးတော့ထားတဲ့အိန္ဒိယမှာရောက်နေတဲ့မြန်မာတမ်းမှတ်ကအလုပ်ကိုလုပ်ရလား ဒီလူအဲ့မှာသွားနေပြီးတော့ဗာလဲဟိုဟိုစီဦးထပ်ပါစားပြီးတော့စိန်ခံနေရလားမသိတာလားတိုင်းပြည်ကိုဒီတိုင်းပြည်ကိုအုပ်ချုပ်ခွင့်ရနေတဲ့သူတွေကကိုယ့်လက်ထက်မှာသူများကစော်ကားမော်ကားထိကပားကြီးကပြောနေတာတော့ငြိမ်ခံပြီးတော့ဘာမှလည်းပြန်မပြောနိုင်ဘူးအခုကျွန်တော်တို့လိုမခံမရနိုင်ဖြစ်တဲ့ကောင်တွေထားမျိုးချစ်တွေတို့အဲအမျိုးဘာသာသာသနာကာကွယ်တဲ့လူတွေတို့ဘယ်ရောက်ကုန်တာတော့နော်အခုကြော်မျိုးမင်းကိုယ်တိုင်ပြောနေပြီမင်းတို့ဘယ်ရောက်ကုန်တာတော့မင်းတို့ဒီ လိုတိုင်းပြည်ကိုကျူးကျော်မဲ့တိုင်းပြည်ကိုလာပြီးမထိပါနိုင်လေဟောမင်းတို့ကောင်းလေအခုမင်းတို့ပေါက်ကိုတော်တို့မင်းတို့မျိုးချစ်တယ်မပါတာတယ်ဘယ်မှာတော့ဘယ်တယောက်တန်ထွက်တော့ဟိုပုတ္တမဆိုတဲ့ဟိုမရောက်သေးမြောက်ဟာမှာလဲပါတန်ထွက်တော့တယောက်မှတန်မထွက်ရေရောနော်ကြုံမျိုးမင်းတော့ပြောနေပြီနော်ပြောတာလေကတော့မခံမနေဖြစ်လို့ထပြောတဲ့ကောင်တွေကိုတနိုင်ငယ်ချစ်ချစ်ပြေပြမယ်မင်းတို့ကခဏနေပါဦးဆိုတော့မျိုးပုံစံမျိုးကျွန်တော်တို့ပြောရင်ပြောမှာကျွန်တော်တို့ကစဆော်ကားရလားသူတို့ကစဆော်ကားရလားဆိုတော့ခင်ဗျားတို့သိဖို့လိုတာပေါ့ဗျာ အဲ့လောက်တော့ဟုတ်တယ်အခုကသူတို့ကစဆော်ကားတာဗျာမှန်ပါဗျာခင်ဗျားတိုင်းပြီချစ်တယ်ဆိုတော့ဘာချစ်တာလဲကျွန်မေးတာချစ်ချစ်လေးဘာတိုင်းပြီချစ်တာဘယ်ဟုတ်ချစ်တာငါတိုင်းပြီချစ်တာထိုင်ကုန်နေရာရလို့ဝင်ထိုင်နေကြတာလားဇိမ်ခံကောင်းကိုဝင်ထိုင်နေကြတာလားတိုင်းပြီချစ်တာဆိုတော့ထိုင်ကုန်နေရာထိုင်ပြီးရင်ပြတိုင်းပြီချစ်ချစ်ပြီချစ်ထိုင်ကုန်နေရာထိုင်ပြီးတိုင်းပြီနဲ့ပတ်သက်ရင်အလုပ်ကိုလုပ်အောင်တာဝန်ရှိတယ်ခင်ဗျားတို့ကမဟုတ်တော့ဘူးဗျာနိုင်ငံတိုင်းဝင်ကြီးစနာလဲရောဒီလက်ရှိနိုင်ငံတော်ကြီးအုပ်ချုပ်နေတဲ့ဗိုလ်ချုပ်ကြီးမြောက်လိုင်းရောပဲခင်ဗျားတို့ကဗစက်ကြီးပြိတ်နေကြတာဘာလုပ်နေကြတာလဲခင်ဗျားတို့ ီ online store နှစ်ကြိမ်ရှိသွားပြီအိန္ဒိယလို့တာနှစ်ကြိမ်ရှိသွားပြီတစ်ကြိမ်မို့တော့နှစ်ကြိမ်ရှိသွားပြီစိုးမပြောနဲ့ဟိုကောင်တွေကတိုင်းပြည်တွေကလက်နဲ့မရှိပြည်သူတွေဒါနှိမ့်ဆက်အနိုင်ကျင့်ရဲတာဘာလို့မလုပ်ရဲတာမရှိဘူးဆိုတာကသူ့တိုင်းပြည်တွေကလက်နဲ့မရှိတဲ့ပြည်သူတွေကိုမလုပ်ရဲတာမရှိဘူးပြောတာသူတို့မလုပ်ရဲတာဘာမှမရှိဘူးပြောတဲ့စကားကအခုလက်နဲ့ကန်နေတဲ့သူရင်သူတို့သူတို့ပဲခံနေရတယ်အခုနိုင်ငံတခြားနိုင်ငံကကိုယ့်နိုင်ငံကိုစော်ကားတာတော့မှအတန်မထွက်ရဲတဲ့ဟာမလုပ်ရဲတာဘာမှမရှိဘူးပြောတဲ့ဟာသူတို့ရဲ့အဲ့စကားရဲ့အတိတ်ဘက်က လက်နဲ့မရှိတဲ့ပြည်သူတွေကိုပဲတက်ဖြတ်ညင်ဆဲရဲတယ်ဆိုတော့တက်တရားအမှပေါ်လာပဲတော်တော်လေးကျွန်တော်တို့တိုင်းပြည်ကမဖြစ်နေလို့ဆိုတော့ဟိုခေါင်းဆောင်လုပ်တဲ့သူတွေလည်းခေါင်းဆောင်စိတ်ရှိလားမရှိလားမသိဘူးအောက်ကတာမန်ကျွန်တော်တို့လေယာအလိုက်အလွှာလိုက်အလွှာလိုက်ပုံကိုယ်တွေကလည်းဟိုညင်ညံသွေးကြောက်ကိုပြည်ကြရလားမသိဘူးဘလို့ဟာရည်နဲ့ကျွန်တော်တွေ့လို့ဒီတိုင်းပြည်မှာကျွန်တော်တို့စဉ်းစားလို့မရဘူးဒီမှာသူများစော်ကားနေတဲ့စော်ကားနေတော့ကျွန်တော်ငြိမ်ခံရတယ်။အခုကကျွန်တော်တို့တိုင်းပြည်မှာအုပ်ချုပ်နေတဲ့ခေါင်းဆောင်တွေတိုင်းပြည်တကယ်ချစ်ကြရလားကျွန်တော်စဉ်းစားလို့မရတော့တကယ်ချစ်ကြရလားခင်ဗျားတို့ဗျာတကယ်တိုင်းပြည်ချစ်ကြရလားစိတ်စိတ်နဲ့ချစ်တာ တိုင်းပြည်တကယ်ကိုခင်ဗျားတို့လက်ထဲမှာခင်ဗျားတို့လက်ထဲမှာဒီတိုင်းပြည်ရဲ့တိုင်းပြည်ရဲ့ကံကြမ္မာကြီးကိုခင်ဗျားတို့လက်ထဲမှာကျွန်တော်ထားရတာကြောက်တော့ကြောက်လာတယ်ခင်ဗျားတို့တိုင်းပြည်ရဲ့ကံကြမ္မာကိုခင်ဗျားတို့လက်ထဲမှာထည့်ထားရတာခင်ဗျားတို့ကခင်ဗျားတို့ယူသွားတာခင်ဗျားတို့ကခင်ဗျားတို့ကင်ထားကြာလာမင်းတို့ဘောမကြော်မျိုးမင်းအချီးစားနော်ဘောမလော်ဘီအချီးစားကိုယ်တိုင်ပြောရနော်တိုင်းပြည်ရဲ့ကံကြမ္မာကိုခင်ဗျားတို့လက်ထဲမှာထည့်ရတာကြောက်တော့ကြောက်လာပြီတိုင်းပြည်ရဲ့ကံကြမ္မာကိုခင်ဗျားတို့ယူသွားတာနော်ပေးအဲပီလူလူကပေးအပ်ထားတာမဟုတ်ခင်ဗျားတို့ယူပြီးမှခင်ဗျားတို့ရှင်လို့လုပ်နေရတယ်သူကိုယ်တိုင်ပြောတယ်နော် မင်းတို့အဲ့ဒါလေးမင်းတို့ကအမှန်တရားကိုအမှန်တရားဘာလဲသိတယ်သိရပြီမင်းတို့ကဘောကိုမမြင်မနေတဲ့သူကအဲ့ဒါယူမသိချင်ဆောင်နေတာအခုတိုင်းပြည်အနောက်လူထားဆိုဆိုရအတိတ်ပဲတက်ရောက်တဲ့သူပြောတဲ့ပုံစံကနော်အဲ့ဒါကိုနားလေဖို့လို့တယ်မင်းတို့ဘောမာတယ်မင်းတို့အကုန်သိရပါလေမင်းတို့သိရတဲ့နဲ့ကိုတမင်တက်တက်ဘောပိတ်ငင်းနေတာစัจကြည့်ပြီးတော့ခင်ဗျားတို့ကကျွန်တော်လုံချင်နေလုံနေတာမျိုးတို့ကကျွန်တော်တို့တန်ဖို့ကျွန်တော်တို့ပွင့်လာပြန်တိတ်ကိုကျွန်တော်တို့စိုးရင်လာတယ်ဒီတိုင်းပြည်ကံကြမ္မာခင်ဗျားတို့လက်ထဲမှာနော်ဒီမိကံကြမ္မာခင်ဗျားတို့လက်ထဲမှာ ကျွန်တော်တို့ရဲ့ဘဝတွေအသက်တွေဘဝတွေအကုန်လုံးခမားတို့လက်ထဲမှာခမားလှုပ်ချင်ရင်ရှောက်လှုပ်နေတာတွေကျွန်တော်တို့ကိုဒုက္ခအကုန်လုံးနေမယ်နည်းနည်းလေးတော့ခမားတို့လည်းနည်းနည်းလေးတော့ခေါင်းဆောင်စိတ်တိုင်းပြည်ချစ်စိတ်လေးမြို့ချစ်စိတ်လေးပြကြအောင်ဗျခမားတို့လေကျွန်တော်ကြည့်ရတာစိတ်ထဲမှာတော့စင်မပြေဘူးဗျကျွန်တော်ပွန့်နေပြောရင်ရင်ထဲမှာတော့တော်တော်ကြီးတယ်အဆိုင်ခဲကခမားတို့ကျွန်တော်ကြည့်နေရတဲ့အဆိုင်ခဲသိကြည့်မရတဲ့အဆိုင်ခဲတော်တော်ကြီးတယ်ဒါပေမဲ့ကျွန်တော်တလောက်ပဲပြောကြားရနော်ဘောင်တွေကပဲတလောက်ပဲပြောလို့ရဒါတည်းကြော်ပြောရင်လေဟိုကဘာမှမဖြစ်ဘူးကျွန်တော်ကထောင်ထဲရောက်မှာသူဖားကျွန်တော်တိတယ်စိတ်ထဲတော့မကောင်းဘူးဗျဟို စိတ်ထဲမကောင်းပါဘူးဒီတိုင်းပြည်ဒီပုံစံနဲ့ကျွန်တော်တို့ဖြစ်စေခြင်းနဲ့ကျွန်တော်တို့လူငယ်တွေရဲ့အနာဂတ်ကိုခင်ဗျားတို့ဖျက်ဆီးနေတာလို့တော့မပြောချင်တော့ပါဘူးကျွန်တော်တို့လူငယ်တွေအနာဂတ်ကျွန်တော်တို့လူငယ်တွေရဲ့ဖြစ်ချင်နေတဲ့ပုံစိတ်ပုံရိပ်တွေတိုင်းပြည်ကိုဖြစ်စေချင်တာတွေကိုခင်ဗျားတို့ကဟိုအကောင့်ထဲပေါ်ပေးရမယ်ဆိုခင်ဗျားတို့ဘာလုပ်နေမှန်းကိုကျွန်တော်မသိတော့တာတော်တော်လေးတော့ကျွန်တော်စိတ်တော့ပြတ်မိပါတယ်ကြားရနော်ဘာလုပ်နေမှန်းကိုမသိတော့တိုင်းပြည်အနာဂတ်ကျွန်တော်လူငယ်တွေအနာဂတ်ကိုဖျက်ဆီးနေရလဲမင်းတို့စစ်ခွေးတွေပဲနော် တိုင်းပြည်တကယ်ချစ်တာပေါ့ကူသူကတိုင်းပြည်မှာရှိတဲ့တရားသာသာတဲ့စည်းစိမ်နဲ့ချစ်တာအာနာပါဝါတွေချစ်တာနော်တိုင်းပြည်ပြည်သူတို့ကိုဒုက္ခပေးတယ်အခုပြည်သူတို့ကိုခွေးလိုနွားလိုကြိုက်နေတဲ့ကောင်လေးအစ်စ်ခွေးတွေပဲမင်းတို့စစ်ခွေးတွေပဲနော်မင်းတို့မင်းအောင်လည်းအုပ်စုတွေပဲပြည်သူတို့ကိုအမဲဖြတ်တယ်လို့ဝိုင်းဖြတ်နေတဲ့အုပ်စုတွေပဲနော်အဲ့လားကိုအခုနိုင်ငံအိန္ဒိယကလာပြီးစော်ကားမော်ကားလို့တော့မင်းတို့မျိုးချစ်တယ်လည်းမထွက်လာဘူးမင်းတို့ရဲ့တိုင်းပြည်ကိုကာကွယ်နေတဲ့တပ်မတော်ကြီးဟိုကပါဇက်နဲ့ပဲစော်ကားရအောင်မှာ တဲ့တိုင်းမျိုးကကွယ်နေပါတယ်တိုင်းမျိုးအတွက်အသက်ပေးထားပါတယ်ဆိုတော့တက်မတော်ကြီးကသက်တခွန်မမဟရဲဘူးနော်ဟိုကလက်နဲ့နေတာဆိုတော့တိုင်းမျိုးကကွယ်နေတဲ့ပြည်ပရန်ကကကွယ်နေတယ်ဆိုတဲ့ဟာကဟိုကလက်နဲ့နေတာစစ်ပွဲလာဖြစ်ရင်အခုနကမတ်အမျိုးပြောနေတယ်လို့ပဲမတ်တတေးပြောတယ်လို့ပဲဘောင်းမီချွတ်ပေးလိုက်မှာပဲရှင်းပါမင်းတို့ပပတယ်ဘောင်းမီပဲချွတ်ပေးလိုက်မှာဘာမှမလုပ်ရှင်းလားအဲ့ဒါကြောင့်အုံနောက်နေစဉ်းစားတင်ပြီမကြည့်လိုက်ဒီမှာဒီရဲ့အခုဒီပုံမှာကျွန်တော် ်တီအန်အန်နေစကန်တစ်ခုကိုတိန်တာလေးဟာပေါ့တီအန်အန်နေစကန်တစ်ခုတိန်တာနော်သူတို့မှာရိုက်တီအန်အန်နေစကန်တစ်ခုတိန်တာကိုတပ်ပုံနဲ့တကွာချပြတ်လာတာတော်တော်ကုန်ယူရတော့ကောင်းပါတယ်သူတို့ရရှိတဲ့ပစ္စည်းလေးပြောပြမယ်နော်တီအန်အန်နေစကန်ပထမတက်စကန်မှာအဲ့ type 81တက်နဲ့တလတ်တဲ့ GA များတဲ့ GA များတယ်နော် GA များဆိုဘယ်နှခုလဲသူမခိုင်မနောက်မှာအပုံပါအောင်ပါ GA များတဲ့ G 150အတောင်းနဲ့မိုင်းမျိုးစုံ6လုံးနဲ့ RPG 3ဒီတလုံးနဲ့ တဲအိတဲအိဘန်ကဆယ်လုံးရေးစရာမရှိတော့ပစ္စည်းများအောင်တဲအိဘန်ကဆိုထည့်ရင်တော့တဲအိဘန်ကဆယ်လုံးနဲ့မြေခွေးချင်းရှစ်ချင်းနဲ့နော်ရရှိရစခန်းညစတာစတာရဆိုတော့ဆက်တွေ့ရေးတူးမြောင်းပေါ့250မီတာခန့်နဲ့နော်အတိကျအောင်ရေးရနော်အင်းမိုက်ရနော်တိန်းတာဒုတိယရှိတယ်နော်ဒုတိယစကောင်တိန်းတာကတီအန်နဲ့စကမ်းမရတဲ့ GA 6ခုတဲ့ G 930တောင်းနဲ့ အင်းနက3လုံးနဲ့လက်ပစ်ပုံ4လုံးနဲ့တဲအိတ်ဘန်က17လုံးနဲ့တဲအိတ်ဘန်ကဆက်ထည့်ရရနော်ဒီချင်းကြရပြစ်ချင်းပြစ်ချင်းကိုချင်းနဲ့စတရမြောင်းနဲ့150မီတာခန့်နဲ့မန်ပြောင်းတလက်တို့အသိရှိရရှိခဲ့ပါသေးတယ်ရွှေဘားတို့ကိုဂုံယူပါတယ်တဲ့နော်သူတို့မသူတို့တိန်ပါရရှိတဲ့ဟာမနေမနောတော့မကြည့်မကြည့်အဲ့စကန်အဲ့စကန်နော်မကြည့်ဟိုပယုတ်စိတ်ပယုတ်စိတ်လမ်းဖောက်ထားလို့လို့ပယုတ်စိတ်အိမ်ဖောက်ထားလို့လို့ အဲ့အဲ့အဲ့စကန်တစ်ခုနော်စကန်အကြီးကြီးတိန်းထားလားမရှိတော်လိုင်းတက်တွေကပြတဲ့ပုံနဲ့ရှင်ကြည့်လိုက်နော်ကတော့တော်လိုင်းတက်တွေကအနေနဲ့နေတိုင်းထုတ်ပြန်နေတဲ့ပုံနဲ့ရှင်ကြည့်လိုက်မရှိအဲ့ဒါသူတို့တိန်းထားတာပဲဟမအာအာသူတို့စကန်ဆိုတာအဲ့ဒါပဲအဲ့ဒါပဲစကန်ဆိုတာအမှသူတို့အတိအကျပြောထားတဲ့အဲ့စကန်နဲ့အဲ့ဒါပဲနော်ဘောမတွေကအဲ့ဒါပဲပြကြရမရှိဘူးသူတို့ကလက်တွေတက်တွေပြကြရမရှိဘူးသူတို့ပြကြရရှိတဲ့ဟာတွေကိုကြည့်လိုက်နေဟိုကလေးကစားတဲ့ဟာလိုပဲဟိုတိုက်ပွဲဖြစ်တာနဲ့မတူဘူး ဟိုအုတ်ကြီးတရားကိုတက်လိုက် PDF ကအုတ်ကြီးတရားကိုရှင်းလိုက်လို့ရတဲ့ပစ္စည်းတော့တို့ရဲ့ပစ္စည်းတွေမများဘူးနော်အဲ့ဒါကိုကြွားကြမရှိတော့လဲ line ပေါ်တင်ပြီးကြွားရတာပဲအဲ့ဒါကိုတောင်ခန်းကိုဘလို့သူရဲ့ကောင်းဆိုတာပွဲတောင်မှလှုပ်လိုက်တယ်တောင်ခန်းကိုပြန်ရတော့လို့ပွဲအခြေခြေလှုပ်လိုက်တယ်နော်ဒီလိုရတော့ပါပဲအစုံလေးပါချစ်ချုပ်ပြီးတဲ့အရောက်တိုင်းကိုချစ်စုအများကြီးတင်ပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ပါလိမ့်မယ်ဆိုတော့ subscribe လုပ်ပြီးဝိုင်းရံပေးကြဖို့မေတ္တာရက်ခံပါလေမြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေစစ်အာဏာရှင်အမြန်ဆုံးကြာရှုံးပါစေအရေးတော်ပုံအောင်နေပြီ